Hello အားလုံးပဲမင်္ဂလာပါ Cowork Gaming Facebook Page နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့မှာတစ်ထွက်ရှိလာတဲ့ Shellan လေးကိုအလွယ်တကူဆုံး3 star တိုက်ပြပေးသွားမှာပဲဖြစ်ပါရယ်ဗျာဗီဒီယိုလေးမစခင်မှာ Cowork YouTube Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe လေးနှိပ်ပြီးတော့ဝင်ရပေးပါအောင် Subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းစီတိုင်းအောင်လဲကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ Let's go brother join အရှင်မဆွေးဖက်တဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ီနေ့မှဆိုလို့ရှိရင်တော့ Queen Skin နေပောင်ဝင်လာတဲ့ Go Pet လေးကလည်းဝယ်လို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ဝယ်ချင်တဲ့ Brother လေးတွေကတော့ကိုဘော့စီမှာလာပြီးတော့မှဆက်သွယ်ပြီးတော့ဝယ်ယူလို့ရတယ်။ကိုတိုင်ဝယ်တတ်တဲ့ Brother လေးတွေက Senior မှာကိုဘော့ဆွေရိုက်ထည့်ပြီးတော့မှကျွန်ရဲ့ Channel လေးကိုအားပေးလို့ရပါတယ်ဗျ။ Okay အဲ့ဒါဆိုကျွန်တော် Channel လေးကိုစာပြီးတော့မှတိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။အရင်ဆုံးအနေနဲ့ Brother တို့က Wizard လေးကိုကင်ပေးရမှာဖြစ်ပါတယ်။ Wizard တကောင်ဒီနေရာလေးမှာရှာမယ်။ပြီးတော့နောက်တစ်ကောင်ကိုဒီပချမ်းလေးမှာရှာပါမယ်ဗျ။တေချာလေးကြည့်တာတော့တိမ်ပါတော့ဒီတောင်လေးတွေမှာရှာပေးရတာဖြစ်ပါတယ်။ပြီးတော့ဘောလူးတစ်လုံးကိုကျော်ဒီနီယာမှာထည့်တယ်။ပြီးတော့ရင်တော့ကျော်အာရှာလေးတွေကိုဒီမှာတစ်ကောင် ဒီဘက်စုံမတကောင်ဒီဘက်ရှမ်းလီမှာတကောင်ဒီဘက်မှာနောက်တကောင်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ပြီဆိုလို့ရှိရင်တော့ Aquis Bay လေးကိုကိုဘောကတော့ဒီနေရာမှာနှလုံးလုံးရှာပေးမယ်เนาะဒီအလဲက Inferno တက်တက်ဟုတ်ပါဗျာ Okay နှလုံးရှာပေးမယ်ရှာပြီးတော့ပြီဆိုရင် Wyvern Champion လေးကို Brother တို့ကဒီအပေါက်လေးရှိတယ်เนาะဒီနေရာမှာတွေ့လားအဲ့ဒီအပေါက်လေးကို Wyvern Champion ရှာရမှာဗျာ Okay ရှာပြီးတော့မှ Ability တစ်ခါလဲဖွင့်မယ်ပြီးတော့ ਨੇ Recourse ပေးနေတစ်ခါလဲခေါ်သွားပေးရမှာပဲဖြစ်ပါတယ် ပြီးတော့ဆိုလို့ရှိရင်တော့ lightning spirit တစ်လုံးကိုဒီနေရာလေးမှာရှာပေးလိုက်မယ်ဆိုရင်တော့ inferno နှစ်ခုလုံးရသွားမှာဖြစ်ပါတယ်ပြီးတော့ဒီ version ထဲမှာကျော် lightning spirit လေးလုံးလုံးရှာမယ်ဒါဆိုရင် inferno ဘာတစ်ခါလဲရမှာဖြစ်ပါတယ်ဗျာပြီးတော့ပြီဆိုလို့ရှိရင်တော့ archer လေးနှစ်កောက်ကိုဒီနေရာမှာရှာမယ်ဗျာအဲ့ဒါဆိုရင် poison လေးကဒီဘက်မှာကျသွားမယ်နော်ပြီးရင်ကျွန်တော် king လေးကိုဒီ ghost road တက်တဲ့မှာရှာမယ်ပြီးတော့ dragon လေးកောက်လုံးထည့်မယ်ဘောလူးသုံးလုံးရှာမယ် minion print အကုန်လုံးကျွန်တော်ဒီနေရာမှာရှာထားပေးလိုက်မယ်နော်ဆန်းဆန်းတာတော့မထည့်နဲ့ဗောနော် fairness တရော giant တရောပြီးတော့ရင် wire champion ဘာတစ်ခါလဲထည့်ပေးမယ် ။ Okay ဒီပုံစံလေးနဲ့ကျွန်တော်တို့ဒီကင်းကတချမ်းကိုသွားမယ်။ဒီဘက်က medium print နဲ့ wire champion လေးကဒီဘက်တချမ်းကိုသွားသွားမှာပဲဖြစ်ပါတယ်ကြာ။အင်းစင်းလေးလွတ်ထားပြီးအောင်မယ်။သိမ်းပေါင်းလို့ကြိုင်ထားမှာကြတော့ကိုပျောက်စပယ်ဒီကြိုင်ထားပေးရမှာဖြစ်ပါတယ်ကြာ။ Okay ကိုပျောက်စပယ်ဒီကိုကြိုင်ထားပြီးတော့မှကျွန်တော်တို့ wire champion လေးကို cover လုပ်ပြီးတော့မှရှာပေးရမှာဖြစ်ပါတယ်။ Okay ဒီတော့လက်ထက်မှာနောက်တဲ့စလုံးကိုထပ်ပြီးတော့မှရှာပေးအောင်မယ်နော်။ wire champion လေးကိုပဲကြည့်ထားပြ။ Okay ။ ီတော့ပြီဆိုတော့ကျွန်တော် mini print ကို availability မပွင့်ဘဲနဲ့ထားလို့တော့ရတယ်ဒါပေမဲ့ကျွန်တော် inferno စင်ကဆွဲနေပြီတော့ဖွင့်မှရတော့မှာ okay let's go သိမ်းပါအောင်တော့ validity လေးဖွင့်ထားပေးလိုက်ပြီနော်တခါလေကြောက်လို့ရှိရင်အဲ့နေမှာ mini print က availability ဖွင့်ကြမလို့ပြလက်ထက်မှာကိုဘိုးတို့ကဗာလေးခြင်ထားပေးမယ်ဆိုတော့ဒီဒီ revive spell လေးခြင်ထားပေးမယ်နော်ဒီ warrior champion လေးကို revive တခါတလေကြရင်လောက်ရတယ်တခါတလေကြရင်လောက်ဆရာမလို့ပြ okay ဒီမှာဆိုလို့ရှိရင်တော့လောက်ဆရာမလို့တော့ဘူးလောလောဆယ်တော့အဲသွားနေတဲ့နေသားတွေကဘယ်ဟီးရိုးကဒါ revive spell သုံးဖို့အဆင်ပြေလဲဆိုတော့တစ်ချက်ပြန်ကြည့်ပြရမယ်နော်โอเค လက်ထဲမှာကျွန်တော်ဟန်အန်ဒါလေးနှစ်ကောင်ကင်ထားပေးအောင်မပြအာဒီတက်ကင်လေးကတော်တော်လေးလွယ်တဲ့ထဲမှာပါတယ်နော်တိမ်ပေါင်းတို့โอเคဒီလိုနေတော့ဆိုရင်တော့ကိုဘောကတော့ဒီဝိုင်းရ်แชมเปี้ยนကိုမပေးတော့ဘဲမီနီယံပရင့်ကိုပေးလို့ရတယ်နော်ပြီးတော့ကျွန်တော်ကင်းကို ability ဖွင့်ထားပေးမယ်ဟန်အန်ဒါလေးနှစ်ကောင်ကိုဒီဘက်တောင်းကိုနေရှာမယ်နော်โอเคဟုတ်ပြီကြာကိုဘောဒီမှာအရေးကြီးတဲ့ဟာကြတော့ဒီကင်းနေပြီးရောလို့ရှိရင်ဒီမီနီယံပရင့်နေဝိုင်းရ်แชมเปี้ยนရှာတဲ့နေရာတွေ light spell သုံးတဲ့နေရာတွေကအရေးကြီးတယ်ကြာ ကျန်တဲ့ဒီဟန်ဟန်နာတို့အာရှာတို့ရှာတဲ့နေရာလေးတွေကကြတော့ဒီဘေးနဲ့ပုံစံရင်းမတူဘောနော်အဆင်ပြေတယ်လို့လေးပြောင်းလဲပြီးတော့မှတိုက်သွားလို့ရတာပဲဖြစ်ပါလေကြာ။ Okay ကျွန်တော်တို့ revise ပဲလေးတစ်ခါလဲရှာထားပေးလိုက်ပြီနော်။အမြန်ဆန်ဆန်လေးနဲ့ပြီးသွားအောင်လို့ကြာ။ဒီလိုပုံစံလေးတိုက်မယ်ဆိုရင်တော့တော်တော်လေးလွယ်ကူတာပဲဖြစ်ပါလေကြာ။အခုလာတဲ့ GoPro လေးကိုဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram Viber နေဆက်သွယ်ပြီးတော့ GoPro စီမှာလာပြီးတော့အားပေးလို့ရပါတယ်ဗျ။ Okay အဲ့တော့အားလုံးပဲပပိုင်ပါကျွန်တော်ရဲ့ Now Video ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။